ကျွန်မမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ကျွန်မကတော့ဆရာကြီးမင်းနိုင်ခါရဲ့တပည့်တော်ဖြစ်တဲ့ဆရာမသင်းသနာစောပဲဖြစ်ပါရဲ့နော်။အင်္ဂါသားသမီးများတို့လေးလာပိုင်းတလစာကိုအကောင်းအဆိုးစပြီးတော့ဟောပြောပြီးမှဖြစ်ပါရဲ့နော်။ကျွန်မရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ဂါသားသမီးများပါနေတယ်ကြည်နေတယ်ဆိုလို့ရှိရင်အစအဆုံးလေးကြည်သွားပြီးကြပါ။ဘာကြောင့်လဲဆိုလို့ရှိရင်လေ အင်္ဂါသာသမီများကိုစေတနာမြင့်တာရှေ့ထားပြီးတော့မှ အကောင်းလာလေးတွေစိုးတာလေးတွေနဲ့ရေနေရာလေးကအစပြောပြပြီးတော့မှဖြစ်ပါတယ်ဒီလေးလာပိုင်းမှာလည်းအင်္ဂါသာသမီများအယံကိုဂယုဆိုင်ရမယ်ကာလတစ်ခုဖြစ်ပါတယ်အယံကိုအရေးကြီးတဲ့ကာလလည်းဖြစ်ပါတယ်နော်အင်္ဂါသာသမီများဒီလေးလာပိုင်းမှာဆိုရင်သူတို့ရဲ့စိတ်နေစိတ်ထား စဉ်းစားရခက်တယ်ဆုံးပြရခက်တယ်ဂျင်းနဲ့ကြက်တယ်ကိုရောက်နေတဲ့ကာလတခုလို့ပြောရင်မှမှားပါအောင်ဒီလေးလပိုင်းမှာဆိုလို့ရှိရင်ဆုံးပြရခက်တဲ့ကိစ္စမျိုးတွေရောက်လာတတ်ပါတယ်ဝင်လာတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများမိတ်ဆွေများအနေနဲ့ကကြတော့ဒီလေးလပိုင်းမှာမြေကိစ္စတွေစောင့်ရွက်တဲ့အခါမှာဝယ်ရရင်ကောင်းလို့မဝယ်ဘဲနဲ့နေလိုက်ရင်ကောင်းလို့ အဲအဲ့လိုမျိုးကိစ္စမျိုးတွေဆုံးဖြတ်ရကတ်ခတ်နေတဲ့ကိစ္စမျိုးတွေခဏခဏကြုံတွေ့ရတတ်ပါတယ်။အဲမြေယာနဲ့ပတ်သက်ပြီးတော့ဝင်လာတတ်ပါတယ်။ဝင်ရင်လည်းကောင်းပါတယ်။တခုတော့ရှိတယ်ဒီလေးလပိုင်းမှာကိုယ့်ရဲ့အိမ်မှာထက်နေရတာထက်အပြင်ကိုသွားလာနေရတာကပိုပြီးတော့ပျော်ရွှင်နေပါလိမ့်မယ်။ ဲ့တော့အင်္ဂါသားသမီးများသူများအတွက်နဲ့ပတ်သက်ပြီးတော့ဂျားတဲ့ရနေကိုကစေတနာတွေရှေ့ထားပြီးတော့ကူညီပေးခြင်းအာမခံပေးခြင်းပြုလုပ်လိုက်တဲ့အခါမှာကိုရှိကိုစေတနာကိုအစော်ကားခံရပြီးတော့မှစိတ်တော်ကရောက်လာတတ်ပါလေစိတ်တော်ကရရှိတတ်ပါလေဒါကြောင့်သူတစ်ပါးကို ဂျားတွေကနေအာမခံပေးမဲ့ကိစ္စမျိုးတွေလုံးဝမပြုတ်လောက်ပါနဲ့ဒါလေးကိုကျွန်မကအကြံပေးခြင်းဖြစ်ပါတယ်ဒီနှစ်ပိုင်းထဲမှာအင်္ဂါသားသမီးများကစီဝါဒီလေးလပိုင်းမှာပေါ့နော်ကိုယ့်ရဲ့ဝင်ငွေတွေဝင်လာတယ်ဝင်လာတိုင်းများများလေးဝင်လာတယ်ပေါ့ဒါပေမဲ့လို့တစ်ဖက်မှာလည်းများများလေးပြန်ထက်ပြန်ထွက်နေတယ်အဲ့တော့ ဒီလေးလပိုင်းမှာအမျက်အစွန်းကတော့ညံ့ညံ့ဆဆရရှိပြီမဲ့လို့ကိုယ့်ရဲ့ကျမ်းမာရေးကြောင့်ကိုယ့်ရဲ့အိမ်တွင်းရေးမှာတစ်ခုခုတစ်စုံတစ်ခုကြောင့်ငွေတွေအများကြီးပြန်လဲထွက်သွားတတ်ပါတယ်စိတ်မျိုးသားနဲ့မိတ်ဆွေပေါင်းတွေမိဘမောင်ပွားတွေနဲ့ပတ်သက်ပြီးတော့လဲစိတ်ဝမ်းကွဲစရာကြုံတွေ့တတ်ပါတယ်အဲ့တော့အင်္ဂါသားများလက်ရှိအနေနဲ့မိမိတို့အနေနဲ့ကတော့ဒီလေးလပိုင်းမှာ သွားကြိုက်တာတွေသွားတစ်ချောင်းဒုက္ခပေးတတ်ပါတယ်အဲ့တော့အိမ်အောင်ရေးမှလည်းတစ်ချက်ချက်အိမ်အောင်ဘက်နဲ့စိတ်ညရမယ်စိတ်တော့ကရောက်မယ်ရန်နေဖြစ်နေမယ်မျက်နှာချင်းဆိုင်လို့မရအောင်တယောက်နဲ့တယောက်နားလည်မှုကြီးဖြစ်နေပါအခြေရေးမှကြတော့လေတယောက်နဲ့တယောက်ပူပူပြီးတော့ဝေးသွားတာမျိုးကြီးဖြစ်သွားတတ်ပါတယ်နီးနီးတော့မလို့နဲ့ ဝေးဝေးပြီးတော့သွားတတ်တာမျိုးဝေးသွားတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်အဲ့တော့ဒီကာလမှာအချစ်ရေးအိမ်တော်ကြီးလည်းညံ့နေတတ်ပါတယ်ဒါအင်္ဂါသားသမီးများဒီလေးလာပိုင်းမှာအထူးဘီယူဆက်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆနေဆနေသားသမီးကတော့အကျိုးပေးပင်မဲ့လို့တောက်ကြသားသမီးတနင်္လာသားသမီးတနင်္ဂနွေသားသမီးတွေကအင်္ဂါသားသမီးများနဲ့ဒီကာလမှာဒီလေးလာပိုင်းမှာ မတိမမြတ်ဖြစ်တာကြီးပုံမုံများပြားတွေ့ရှိရတတ်ပါဒါကြောင့်သူတို့တွေနဲ့ပတ်သက်ပြီးကိုကစကားပြောဆိုတဲ့အခါမှာအထူးကယူစိုက်ပေးပါအဲ့တော့အင်္ဂါသားသမီးများကဒီလေးလာပိုင်းထဲမှာမိမိတို့အနေနဲ့မနက်ကိုစောစောလေးထပြီးတော့မှတမာဒီအမာဒီဝနှကောင်းနှမျက်တွေမေတ္တာပို့ပေးတာမျိုးတွေနမိတ်ကောင်းလေးတွေကိုစောင့်ပြီးတော့မှကိုယ့်ရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်တဲ့ အရန်ကိုကန်ကောင်းပါတယ်တဲ့လုံးဝဆုံးရှုံးမှုတွေမဖြစ်ပါဘူးတဲ့ short chat ပွားနိုင်ပါတယ်တဲ့ဒါကြောင့်တဲ့မနဲ့မိုးလေးရင်မျက်နှာတက်ပြီးတာနဲ့မိမိတို့အနေနဲ့တမာဒီဝကိုးစောင်းနှစ်ပါမကျန်တမာဒီဝနှစ်ကောင်းနှစ်မျက်တွေကိုမေတ္တာပို့တာပေးပါတဲ့ဒါအောင်နောက်တစ်ခုကအင်္ဂါသာသမီများကဒီနှစ်ထဲမှာဒီကာလမှာဒီလေးလပိုင်းမှာပေါ့နော်ပြောချင်တာကြတော့ တငယ်ချင်းမိတ်ဆွေတွေနဲ့စိတ်ညစ်စရာခဏခဏတွေ့မှာတငယ်ချင်းမိတ်ဆွေတွေကကိုယ့်ပေါ်မှာထင်မြင်လွဲသွားတာလေเนาะတဖြည်းဖြည်းနဲ့ကိုယ်ရှိရနေပြီးတော့မှကိုယ်ဘလို့ခေါ်မလဲနားလည်မှုတွေလွဲချော်ပြီးတော့မှကိုယ်မှာတယောက်တည်းဖြစ်ဖြစ်သွားတတ်ပါတယ်ဒါကြောင့်နဲ့အင်္ဂါသားများအញ្ញံနေချင်းချင်းနဲ့ဆိုလို့ရှိရင်ထန်းဒီတလုံးရေမျောပါဘယ်နေ့မှမျောရမယ်ဆိုရင် နေနေ့မနက်ပိုင်းလေးမှာရေမျောလိုက်ရမှာဖြစ်ပါတယ်။ရေမျောတဲ့အခါမှာမိမိရဲ့ကြုံတွေ့နေရတဲ့အညံ့တွေအခုချက်ချင်းပြေပြောက်သွားပါစီဆိုပြီးတော့ပြောပြီးတော့မျောပြရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့အိမ်ဖျားမှာကြတော့မကြာခဏရေရာအနေနဲ့ပြုတ်လုပေးရမှာကြတော့ပုံကြီးချောင်းတိမ်ဝင်တဲ့လမ်းအောင်သွားပြီးတော့မှ သဲတွေခင်းပေးတာမျိုးတွေညီကြီးချိုင်းဝက်တွေညီကြီးဖို့ပေးတာမျိုးတွေပြုလုပ်ပေးပါ နောက်တစ်ခုကသနင်းလာနေ့ညနေပိုင်းနေ့မှာချောင်းလို့မြစ်တို့သွားပြီးတော့မှ926ကောင်လှုပ်ပေးလိုက်ပါအဲ့တော့အင်္ဂါသားသမီးများအနေနဲ့မိမိတို့အနေနဲ့ကြောင့်နှီးစီပန်းလေးလှူပေးပါအိမ်ဖျားမှာနှီးစီပန်းတပွင့်ပြပြနှစ်ပွင့်ပြပြထိုးပေးလို့ရပါတယ်နောက်ခုက ီအုံညွန်လေးတညွန်လေးထည့်ပြီးတော့ထိုးပေးလို့ရပါတယ်။ရွက်လာလေးလေးညွန်အားလည်းထည့်ပြီးတော့လှူဒန်းပေးလို့ရပါတယ်။ဒီလေးလာပိုင်းမှာလှူဝမဲ့အလှူရဲ့ပြုတ်လုံဆောင်ရွက်ရမယ်ရင်ရညာလေးရဲ့ဦးတီချာလေးလုတ်ပေးမယ်ဆိုလို့ရှိရင်တော့အင်္ဂါသားမီးများအညံ့နေပြေပြောက်ချမ်းသာမှုရရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုကအင်္ဂါသားမီးများအချီရည်နဲ့အိမ်တော်ကြီးကညံ့ပါတယ်။ စကားပြောဆိုလေးတွေတော့အောင်မြင်တတ်ပါတယ်ကိုပြောလိုက်တိုင်းကိုဆိုကိုဆိုလိုက်တိုင်းမှာတစ်ဖက်သူကနားဝင်ဘူးပေါ်မှာကိုကိုနှစ်သက်သဘောကျတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးများဒီကာလလေးမှာအင်နာပြီဖြေဆိုတာတို့စောင်းဝဲဖြေဆိုတာမျိုးဆိုလို့ရှိရင်တရင်ကောင်းနေလဲကြာရတတ်ပါတယ်နိုင်ငံရသခီးတွေသွားမယ်ဆိုလို့ရှိရင်တော့အခုကာလမှာမလောက်ပါဒီနဲ့ဟော လေးလာပိုင်းကြော်သွားမှပြုလုပ်ဆောင်ရမယ်ဆိုရင်တော့အောင်မြင်မှုများစွာရရှိတတ်ပါတယ်။ကဲအင်္ဂါသားသမီးများလို့စိတ်ထနာခြင်းပူကြီးချမ်းမာခြင်းနေနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါလူရဆန္ဒလေးနဲ့ပြည့်ဝနိုင်ကြပါစေရှင်။